ခုတင်ဆက်ပေးမယ့်သတင်းကတော့အီရန်ကိုတိုက်မတိုက်ဆိုတာကိုနှစ်ပတ်အတွင်းမှာအမေရိကန်သမ္မတဆုံးဖြတ်မယ့်သတင်းပဲဖြစ်ပါတယ်။အီရန်ကိုတိုက်ခိုက်မှုလုံးမလုပ်ဆိုတာကိုအမေရိကန်သမ္မတအနေနဲ့လာမယ့်သတင်းပိုင်းနှစ်ပတ်အတွင်းမှာအတည်ပြုဆုံးဖြတ်ရမယ်လို့သိရပါတယ်။အမေရိကန်သမ္မတအိမ်တော်ရဲ့ပြောရေးဆိုခွင့်ရှိသူကကာရိုလိုင်းလီယာဗစ်ကအီရန်ရဲ့နျူကလ িয়ার စီစဉ်တွေကိုရပ်တန့်မှုအတွက်အမေရိကန်အနေနဲ့အီရန်ကိုတိုက်ခိုက်မှုလုပ်မလားမလုပ်ဘူးလားဆိုတာကိုလာမယ့်နှစ်ပတ်အတွင်းမှာသမ္မတဘက်ကအတည်ပြုဆုံးဖြတ်မှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ အီရန်ကိုတိုက်ခိုက်မယ်ဆိုရင်တိုက်ခိုက်ဖို့အတွက် အမေရိကန်ဘက်ကစစ်ဘက်ဆိုင်ရာပြင်ဆင်မှုတွေကိုအသေးအနေထားပြည်အောင်လှုံ့ဆော်ထားပြီးဖြစ်ပါတယ်။သမ္မတဒေါ်နယ်ထရန့်ဘက်ကတိုက်ခိုက်ဖို့အတည်ပြုမဲ့အချက်ကိုပဲအမေရိကန်စစ်တပ်ဘက်ကဆောင်းဆိုင်နေတာဖြစ်ပါတယ်။အမေရိကန်ဘက်ကအီရန်ကိုတိုက်ခိုက်မယ်ဆိုရင်မြေအောက်မှာထိန်းသိမ်းထားတဲ့ UNIAN တွေဖြစ်စည်းဖို့အတွက်အမေရိကန်စစ်တပ်မှာပဲရှိတဲ့ပေါင်သုံးသောင်းလေးထိရှိတဲ့ဘုံတွေကိုအသုံးပြုရရှိရလို့သိရပါတယ်။ဒီလိုတော့ငင်းချောင်းဝါပေးဖို့လာပါဗျ။